အလုံးမမင်လာပါအန်တာဘာမိဆွေရဲ့ Facebook နဲ့ YouTube Channel ထားနေပြန်ပြီးတော့ကြိုဆိုပါရစေကျွန်တော်တို့ကအတန်းပါ ကျွန်တော်လီဗာပူးသင်းရဆိုလို့ရှိရင်ဒီလာမယ့်စနေနေ့မှာဆိုလို့ရှိရင်နော်ပရီးမီယာလိအပြိုင်ပတ်အသင်းတစ်သင်းဖြစ်တဲ့ Brentford အသင်းတို့တို့ရဲ့အိမ်ကွင်းဒါ G-Tet Stadium မှာတွားရောက်ရှင်ပဲနေစားရမှာလည်းဖြစ်ပါတယ်။ပရီးမီယာလိအပြိုင်ပတ်ဒီတဲ့ဒါမှပြောရမယ်ဆိုလို့ရှိရင် Brentford အသင်းကကျွန်တော်လီဗာပူးအသင်းနဲ့ဒါယင်းဤတယ်ဆိုတဲ့ transfer မျိုးတို့ကျွန်တော်တို့အများအားခံစားရလေရှိတယ်။ဒါရလည်းတို့အသင်းပေါ့နော်အထူးသဖြင့်ဒါ Brentford အသင်းရဲ့ structure နဲ့အများကြီးသက်ဆိုင်မှု ရှိမယ်လို့ထန်စားမိတယ်ဒါတော့အရင်ယာသီနေရက်ကထန်စားရတဲ့ထန်စားချက်ပေါ့နော်ဒီယာသီမှာဆိုလို့ရှိရင်တော့ဒါ Liverpool သင်းပေးသက်တင်နေတဲ့ဒါ Brentford သင်းကိုပို့ပြီးတော့အာတွေ့မှတ်မိတဲ့ထန်စားချက်နောက်ထပ်တစ်ခုထားလည်းရှိတယ်ဘာလို့လဲဆိုလို့ရှိရင်ဒီစနေနေ့မှာတစားမဲ့ပွဲစဉ်မှာအာ Brentford အသင်းကနေ Liverpool တစားသမားဟောင်း3ယောက်လောက်ထိတာပွဲထွက်လာမယ်အနေထားရှိတယ်ကျွန်တော်တို့အများအမ်းဘယ်လိုပြောမလဲပထမနေရာမရခဲ့ပေမဲ့လည်းအများအမ်းပြည့်သက်တွေအားလုံးရင်ထဲမှာရှိတဲ့ဒါဂိုးသမားလေးပေါ့နော် Keller ဟာဆိုလို့ရှိရင်လည်း Brentford အသင်းရဲ့ အပွဲစဉ်မှာဒါပထမဦးစားပေးရိုးသမားအနေနဲ့ပွဲထွက်လာမယ်ပြီးသားလို့ရှိရင်နောက်ထပ်ကျွန်တော်လီဗာပူးတင်အတွက်ပွဲထွက်ခွင့်အများကြီးမရခဲ့ပေမဲ့လည်းပေးသက်တည်းရဲ့ဒါ renting ပေးခြင်းတစ်ခုခံထားရတဲ့ဒါ Vanderbilt ဆိုလို့ရှိရင်လည်းအဲဒီလာမဲ့လီဗာပူးတင်ရဲ့ပွဲစဉ်မှာပွဲထွက်လူစင်းမှာပါလာကောင်းပါလာမယ်ပါလာဖို့ chance တာ90%ကျော်လောက်ရှိတယ်အမ်အထူးသဖြင့်တော့ဒါကျွန်တော်တို့ရဲ့ legendary club တွေ hound တယောက်လို့ပြောလို့ရရတယ်ပေါ့နော်အာ Jordan Henderson ကအဟန်ဒိုပေါ့နော်ဟန်ဒိုက ဒီလာမဲ့ပွဲစဉ်မှာဆိုလို့ရှိရင် Bradford အသင်းရဲ့ဒီ Green Lay ဘိုင်းကိုအဓိကဦးဆောင်လာမဲ့တစားသမားလို့ကျွန်တော်ပြောလို့ရတယ်။အဲ့အတွက်ဆိုလို့ရှိရင် Liverpool အသင်းနေနဲ့ Bradford အသင်းနဲ့ရှင်ပဲတစားမဲ့ပွဲစဉ်မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့အဖတ်ရွယ်စရာတွေအများကြီးရှိနေတဲ့ပွဲစဉ်တစ်ပွဲလို့တော့ကျွန်တော်တို့သုံးသပ်မိတယ်။ဒါကပွဲတခြားဟာတွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်။ဒီပွဲစဉ်မှာဖြစ်လာနိုင်တဲ့ဟာတွေကိုကျွန်တော်တို့ပြန်ပြီးကြည့်လိုက်မယ်ဆိုလို့ရှိရင် Bradford အသင်းကဒီရာသီအစမှတုန်းကပေါ့နော်။အားလုံးကသူ့ကိုထင်ကြီးပေးတဲ့ဟာက ဘရန်ဖို့အနေနဲ့ဒါနီးပြောက်လည်းဆုံးချုံထားတယ်သူတို့ရဲ့အဓိကတိုက်စစ်မှုတွေတော့ဒရိုသမားခလစ်စစ်တစားသမားရှင်းသမ ्या တကယ်ပြမတောက်တိုင်နေတစားသမားတွေအကုန်လုံးတို့ဆုံးချုံထားတဲ့အနေထားမှာဆိုလို့ရှိရင်အားလုံးကဒီရတဲ့မှာဘရန်ဖို့အတင်းနေနဲ့ပရီးမီးယားလိမှာအခြေအနေမတောင်းနိုင်ဘူးဆိုတော့အတွေ့တွေ့လဲကြရတယ်ပေါ့နော်တကယ်လဲအမှန်တမ်းပြောမယ်ဆိုလို့ရှိရင်ဒီအတွေ့ကအများကြီးမှားတယ်လို့တော့ပြောလို့မရဘူးဒါပေမဲ့တကယ်ပရီးမီးယားလိ တစားတဲ့အချိန်မှာဆိုလို့ရှိရင်ရာသီအစပိုင်း3-4လလောက်မှာ Brentford အသင်းတွေနဲ့နည်းနည်းလေးယုံထန်နေရတာရှိပြီ။ဒီနောက်ပိုင်းပွဲစဉ်တွေမှာဆိုလို့ရှိရင် Brentford အသင်းရဲ့ form ကအကောင်းဘက်ကိုပြန်ပြီးတော့ဦးတည်လာတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်။တပတ်တာကျွန်တော် Liverpool အသင်းလာဆိုလို့ရှိရင်နောက်ဆုံးနှားပွဲမှာဒါအရှိ၄ပွဲဆက်တိုက်ရှုံးနေတဲ့အနေထားတာနဲ့ဒီ Frankfurt အသင်းနဲ့တစားတဲ့အချိန်မှာတော့ဒါအာ Liverpool အသင်းတို့တကယ်ပုံစံတော့တစ်ခုကိုပြန်ပြီးတော့ပြသနိုင်နေတယ် အဲခြေစွမ်း round တော့ပြီးသွားလို့ရှိရင်ရလာ round တစ်ခုတော့ပါကျွန်တော်တို့ပြန်ပြီးတော့ပိုင်ဆိုင်နေရတယ်အဲ့အတွက်ဆိုလို့ရှိရင် Bradford တင်းနဲ့တစားတဲ့ပွဲစဉ်မှာ Liverpool တင်းနေတဲ့ဒီပုံစံ round တွေကိုဆက်ပြီးတော့တည်ဆောင်လာနိုင်မှာလားဆိုတာတော့ဆိုရင်စရာကောင်းတယ်အဲဒီနေရာမှာကျွန်တော်အနေနဲ့ဒီ Liverpool တင်းရဲ့ Frankfurt အတင်းနဲ့တစားတဲ့ပွဲစဉ်မှာအသာချက်အားနည်းချက်တွေကိုပြန်ပြီးပြောရမယ်ဆိုလို့ရှိရင် Frankfurt အတင်းက Liverpool အတင်းကိုဘောလုံးလိုပေါ့နော်အထူးသဖြင့်ဒီမီကြီးပေါ်မှာထားပြီးတော့ ပုံမှန် sorry တစားကျင်တဲ့အသင်းတစားဖို့အကြိုးစားခဲ့တဲ့အသင်းဆိုတဲ့အတွက်လီဗာပူးသင်းနေနဲ့အဲထုံးစံရဆိုလို့ရှိရင်ဘောလုံးတော်တော်မုံမုံတစားတဲ့အသင်းဒီမြေကြီးပေါ်မှာတစားတဲ့အသင်းတွေဆိုလို့ရှိရင်လီဗာပူးသင်းကပို့ပြီးတော့ပုံစံတော်ပြသလေးပြသထားရှိတယ်ဒါပေမဲ့ဒီအခုရင်ဆိုင်အမေဘရန်ဖို့အသင်းကလီဗာပူးအသင်းရောပေါ့ဒီဘောလုံးရောမြေကြီးပေါ်မှာတစားထားဆာလို့ရှိရင်ဟန်ဒယ်ဟန်ဒိုလိုဒီလောင်းပတ်စ်တွေတဲ့ပင်ပွိုင့်ပေးနိုင်တဲ့တစားသမားတွေရှိနေတဲ့အနေထားမှာဆိုလို့ရှိရင် defensive ro shape ro deep ဖြစ်ဖြစ်တည်ဆောက်မယ်ပြသလို့ရှိရင် ိုက်ဆက်မှာသူတို့တင်အတွက်လက်ရှိအခြေစမ်းပြနေတဲ့ဒါ Erothia Goro လို့ရစားသမိုင်းစီတို့ဒါဓာတ်ရိုက်ပေးဖို့ပြီးတော့ဗောနသူ့ရဲ့တိုးအားယုံအားနဲ့လက်ဘဘူးတင်ရဲ့ transit တို့ဒုက္ခပြေဖို့ပြင်ဆင်လာမယ်ဆိုတော့ဒါတော့ကျွန်တော်တို့ဒါအများကြီးတွေးနေစရာမလိုဘူး ဒါပေမဲ့ဒီပြဿနာတွေကိုဖြေရှင်းဖို့အဲ solution တစ်ခုထားလဲကျွန်တော် front fat ပေါ့ front solution ဆိုတာတက်အဲမျောလင်းချက်လေးတစ်ခုထားလဲဒါ front fat အသိနဲ့ပွဲစဉ်မှာကျွန်တော်မြင်တွေ့ခဲ့ရတယ်။ဘာလဲဆိုလို့ရှိရင် Liverpool အသိနေတဲ့အရင်လိုမျိုးတယောက်ထဲတော့ဘောလုံးကြာကြီးတိုင်ထားအမျိုးမဟုတ်ပဲねဘောလုံးကို circulation အကျင့်ရင်းများများနဲ့အဲလှည့်ပြီးတော့ပုံနေတဲ့ပုံစံနဲ့ ground တစ်ခုကိုကျွန်တော်မြင်တွေ့ရတယ်။အဲ့ဒီအနေထားတစ်ခုကမနိုင်ပြောရမယ်ဆိုလို့ရှိရင် Liverpool အသိအတွက်ပွဲလို control လုပ်တဲ့နေရာမှာလဲအားသာချက်ရှိတယ်။ အဲဒါဆိုရင်တခြားပြိုင်ဘက် deep play ကစားနေတဲ့တိုက်စစ် sorry transit အသင်းတွေကိုထိုးဖောက်တဲ့နေရာမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ပို့ပြီးတော့ efficient ပို့ဖြစ်တယ်လို့ကျွန်တော်တို့ယုံကြည်တယ်ပေါ့နော်အဲ့တော့ဆိုလို့ရှိရင်ဒီ Brentford အသင်းနဲ့တစားတဲ့ပွဲစဉ်မှာဆိုလို့ရှိရင်သူတို့ကတော့ကျွန်တော်တို့အားသာတဲ့ ball play ball playing style နဲ့ဒါတစားမှာမဟုတ်ဘူးဒါပေမဲ့လည်းသူတို့ကိုပြန်ပြီးတော့ counter လုပ်နိုင်မယ့်ပုံစံတော့တစ်ခုလည်းကျွန်တော်တို့အသင်းမှာလက်ရှိအနေထားရတော့ဆက်ပြီးတော့ဒီပုံစံတိုင်းဆက်သွားနိုင်မယ်ဆိုလို့ရှိရင်တော့မျောလင်းစရာတောင်းတဲ့အနေထားတစ်ခုတော့ရှိနေရဆိုရတဲ့အတွက်အဲ ဘယ်လိုပြောရမလဲလီဗာပူးသင်းနေနဲ့ဒီဒုတိယမြောက်နိုင်ဘောတပွဲကိုပုံဖော်သွားနိုင်မှုအတွက်တော့ဒါမျှော်လင့်ချက်လေးတစ်ခုရှိတယ်ပေါ့နော်ဘရန့်ဖို့အသင်းရဲ့ဖောင်ကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်သူတို့တွေနောက်ဆုံးပွဲစဉ် ဒီမှာဆိုလို့ရှိရင်ဒါမန်ယူနိုက်တက်ကိုသူတို့အိမ်တွင်မှာ3-1ဆိုရဲရလာနေအနိုင်ရတယ်တဲ့။ပြီးတော့လို့ရှိရင် Man City အသင်းတို့သူတို့အိမ်တွင်မှာဒါ1-0နဲ့ပြန်ပြီးချုပ်နှိမ့်တယ်ပြီးတဲ့အချိန်မှာတော့နောက်ဆုံး Premier League ပွဲစဉ်မှာ West Ham အသင်းတို့သူတို့2-0ဆိုရဲရလာနေအနိုင်ရထားဆိုနောက်ဆုံး3ပွဲမှာဆိုလို့ရှိရင်နောက်ပွဲနိုင်ပြီးတော့တပွဲချုံးဆိုရဲရလာတော့သူတို့လက်ရှိဖောင်ရဆိုရင်တော့တော်တော်လေးကောင်းနေတဲ့အနေအထားမှာရှိတယ်။ Liverpool အသင်းကတော့အဲ့လောက်အခြေအနေကောင်းနေတဲ့အနေအထားမဟုတ်ဘူး။ နောက်ထပ်အသင်းမှာသူတို့အသင်းမှာကျွန်တော်စောင့်ကြည့်ရမယ်တစားတော့ဆိုလို့ဆိုလို့ရှိရင်ကျွန်တော်ရှေ့မှာပြောတဲ့သူတို့ပဲလီဗာပူးအသင်းရဲ့အသင်းနောက်ဆုံးဟောင်းဂျော်ဒန်ဟန်ဒါဆန်ကတစ်ထက်ဒီဘရန်ဖို့အသင်းအတွက် big chance creator တွေပြီးတော့ assist တွေလည်းတောင်းတာလုပ်နိုင်တယ် transfer by structure တိဆောက်ပုံ twinning structure တိဆောက်ပုံပြီးတော့ရှင်သူ့ရဲ့ one touch long ball တွေဒါအစား Brentford တင်လို့အများကြီးထောက်တူပေးနေတာကျွန်တော်မြင်တွေ့လေရတယ်။နောက်ထပ်တစားသမားနာတော့ဒါသူတို့ရဲ့တိုက်စစ်တော်ဦးဆောင်လာမယ့် Erol Thiago ပေါ့နော်။ကျွန်တော်ဒါ Man United နဲ့ပွဲစဉ်မှာဆိုလို့ရှိရင် live ကြည့်လိုက်ရတဲ့ပုံစံအရသူ့ရဲ့ဒီ body structure, physical strength ပြောရရှင် speed အရတော့အကုန်လုံးကဒါ Premier League နဲ့အဲရဲ့အဓိကပေါ့နော်ဟိုဘယ်လိုပြောမလဲအရေးချင်းရှိတဲ့ Premier League တိုက်စစ်မှုတရားမှာရှေ့တဲ့အချက်လက်တွေအဲ dangerous ဖြစ်တဲ့ player တယောက်အနေနဲ့ကျွန်တော်တို့မြင်တွေ့နေရတယ်။ Liverpool အနေနဲ့ဆိုလို့ရှင်တော့ဒါအာ Arsenal အနေနဲ့ဘယ်လိုပုံစံတွေသွားမှာလဲ။အထူးသဖြင့်တော့ Liverpool အနေနဲ့လက်ရှိနေထားရဆိုလို့ရှင်ဒဏ်ရာရတဲ့စားသမားတွေနည်းနည်းများနေတယ်။ဒီအာ ဂရိုသမားအလစန်နေနဲ့ဆိုလို့ရှိရင်လည်းဒီနေ့ပွဲစံမှာလောကမပါနိုင်ဘူးပြီးတော့ရှင်ဖရင်ပေါင်ဆိုလို့ရှိရင်လည်းဒီနေ့ပွဲစံမှာပါဝင်နိုင်မှုအနေထားမရှိဘူး အဲ iset ဆိုလို့ရှိရင်လည်းမပါနိုင်မဲ့အနေအထားမှာ chance များတယ်နောက်ထပ်အနေနဲ့ dragon buster လည်းဒီနေ့ပွဲစဉ်မှာဆက်ပြီးတော့လွဲချော်မဲ့အနေအထားတွေရှိနေတယ်သူကကျွန်တော်တို့ဒါ queen လည်းမှာဆိုလို့ရှိရင် so boss line နဲ့အသင့်တော်ဆုံးတော့ဒါ metalista ကလက်ရှိအနေအထားရာ found ကြနေအနေအထားဆိုတော့သူတို့နည်းနည်းလေးအနာပေးပြီးတော့ဒါ so boss line နဲ့ dartis ဆောင်အတွဲကိုပဲကျွန်တော်တို့ကတော့ပြန်ပြီးတွဲစီခြင်းနဲ့ပြီးတော့လို့ရှိရင် florian bus ကိုထည့်မယ်နောက်ထပ် gabo ထည့်ရင်ထည့်မထည့်လို့ရှိရင်လည်းနောက်ထပ်နောက်ထပ်တစ်ယောက်နဲ့ကျွန်တော်တွဲပြီးတော့တိုက်ဆက်မှာဆိုလို့ရှိရင်တော့ဒါ အာ Iceptor ဒဏ်ရာရနေတဲ့အတွက်ဒါဆာလာနဲ့အာ Ecadiglin ဒီနှစ်ယောက်တော့ဆက်ပြီးတော့တွဲလာမယ်အနေထားမှာရှိတယ်ဗောနော်အဲ့တော့ဆိုလို့ရှိရင် Portrait လူစင်းထွက်လာတဲ့အနေထားမှာတော့ဒါ433ပုံစံမျိုးဆန်ချင်းဆန်ရောင်းဆန်နေလောက်မယ်ဒါပေမဲ့ Portrait စစားရတဲ့တကယ်ကစားတဲ့အနေထားမှာဆိုလို့ရှိရင်ကျွန်တော်ရှေ့ Frankfurt အတင်းနဲ့ကစားတဲ့ပုံစံတော့အတိုင်းပဲဒါ442ဒါဘာလို့ရှိရင်222ဟိုအဖိုးလောက်တဲ့အဲ့လိုမျိုးအဲ့လိုပုံစံတွေအထိကျွန်တော်လက်ပပူအသိန်းလာဒါတိုက်စစ်ဆင်နေတဲ့အနေထားမှာဆိုလို့ရှိရင်သွားလောက်မဲ့အနေထားမှာရှိတယ် ဒီနေ့တင်းရဲ့ head to head သမိုင်းကြောင်းနေပြန်ကြည့်မယ်ဆိုလို့ရှင်တော့ Liverpool တင်းတော့ Brentford တင်းတော့နောက်ဆုံးနားချိန်တွေ့ဆုံခဲ့တဲ့အနေအထားမှာဆိုလို့ရှင်တော့နားချိန်စလုံးကိုအနိုင်ရခဲ့တဲ့အနေအထားမှာရှိတယ်။အဲ့အတွက်ဆိုလို့ရှင် Brentford အတင်းကို Liverpool တင်းကတော့ဒါအသာရထားတဲ့အနေအထားပေါ့နော်။မနစ်ကတစားတဲ့အနေအထားရမှာဆိုလို့ရှင် England World Cup နှစ်ပွဲစလုံးလုံးဒါ2နေဆိုရဲရလတ်နဲ့အနိုင်ရထားရတဲ့အတွက်အမှန်တိုင်းပြောမယ်ဆိုလို့ရှင်2နေဆိုရဲရလတ်ကလက်ရှိ Liverpool တင်းကတကယ်အဖြစ်နိုင်ပွဲရှိတဲ့ scenario တွေမှာဆိုလို့ရှင် the best scenario လို့ပြောလို့ရတယ်ဗျာအဒီထက်ပိုပြီးတော့ grow ပြတ်တဲ့နိုင်ပွဲတွေလည်းချဲရီစွမ်းနေအနေထားတွေရဖြစ်တော်ဖြစ်သွားနိုင်တယ်ဒါပေမဲ့လည်း Liverpool အသင်းရဲ့လက်ရှိနေထားရဆိုလို့ရှိရင် grow ရဖို့တော့ပြီးတော့လို့ရှိရင် transfer ဘိုင်းက grow မပေးရဘူးဘို့လို့ပေါ့ကျွန်တော်တို့တွေအာယုံဆိုင်ဖို့လိုအပ်နေတဲ့အနေထားဖြစ်တဲ့အတူနေဆိုတဲ့ scenario က Liverpool အသင်းတဲ့အဖြစ်ဖို့အကောင်းဆုံးပဲ Frankfurt အသင်းတို့ကြားမှာနိုင်သွားတဲ့ Liverpool အသင်းတို့ဒါမျှော်လင့်ချက်တွေယုံကြည်ချက်တွေကတော့ပြန်ပြီးတော့ကောင်းလာမယ်အနေထားတစ်ခုရှိတဲ့အတွက် ဒီ Brandford အသင်းကိုတစားတဲ့အနေထားမှာဆိုလို့ရှိရင်လည်းဒါ Liverpool အသင်းအတွက်ဒါပို့ပြီးတော့နောက်ထပ်ပေါ့နော်ယုံကြည်မှုတွေလို့တိဆောက်သွားဖို့အတွက်ပုံအခြေအနေ round တစ်ခုလို့ကျွန်တော်တို့ယုံကြည်တယ်တကယ်လည်းနိုင်သွားလောက်မယ်နေထားကျွန်တော်ရဲ့ transfer ဆိုလို့ရှိရင်2နည်းဆိုရဲရလာတော့ဖြစ်တော့ဖြစ်နိုင်တယ်အမ်စောင့်ကြည့်ရမှာကျွန်တော်ရှေ့မှာပြောတယ်ဆိုတော့ Brandford ရဲ့ဒါအာ deep zone မှာသူတို့ defense လုပ်တဲ့ဟာကိုကျွန်တော်တို့ဘယ်လိုဖြေမလဲပြီးသွားလို့ရှိရင် Green Lantern ထွက်သဖြင့်ဒါ Henderson တို့တခြားလူတစားသမားတွေရတာတစ်ချက်တည်းနဲ့ pin point သွားတာပဲဖြစ်ဖြစ်ဒါမှမဟုတ် Jensen တို့ကလည်းဒီလိုမျိုး progressive carry တွေနဲ့အခြေတာ Erodia Rune နဲ့တွဲသွားနေတာတို့ဘယ်လိုမျိုးကျွန်တော်တို့ဖြတ်ထုတ်မလဲဆိုတဲ့ဟာတွေဘောလုံး circulation ကို block ground တော့လုံနိုင်မလဲဆိုတဲ့အနေအထားတွေကိုကြည့်ပြီး Liverpool တင်းကတော့အသာရသွားဖို့ရှိရလို့ကျွန်တော်တို့လည်းယုံကြည်တယ်ပေါ့နော်ဒါတော့ကျွန်တော်ရဲ့ဒီ Brentford တင်းနဲ့ Liverpool တင်းတို့ရဲ့ပွဲကြုံသုံးသပ်ချက်ပဲဖြစ်ပါတယ်ဒီ video လေးကိုဆုံးထွေးကြည့်ပြီးတော့အားလုံးကိုကျေးဇူးတင်ပါတယ် ျွန်တော်တို့နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်နော်